အာဒီနေ့ကလေးစားပွိုင်တာလေးကိုဝယ်ပြီးတော့ပေါ့နော်ကိုကိုရိုင်းသောမတ်စီယန်ရဲ့အာ double slit experiment ကိုစမ်းသပ်ကြည့်ထားပါတယ်ဆိုတော့အရင်ဆုံးအာဒီစက်ကူပေါ်မှာပေါ့နော်အာ double slit လေးအရင်ဆုံးလုပ်လိုက်တယ်ပင်စက်ကူတော့ဒီအပြာရောင်ချေထားရပေါ့နော်ဘာလို့လဲဆိုတော့ဒီပို့ပြီးတော့ absorption ကောင်းအောင်လို့ပေါ့နော်ဆိုတော့ပြီးရင်နောက်တစ်ခုကကျတော့အာဒီမှာလေးစားပွိုင်တာလေးမှာထားရပေါ့အဲလေးစားပွိုင်တာအနီအောင်လေးရဲ slit နှစ်ခု breaker လေးနဲ့တေးသေးလေးတေးချပိုင်းထားရပေါ့နော်ဒါပေမဲ့ အဲတိတ်တော့ဟိုသဘောမကျသေးဘူးကဲအဲဆိုရင်ဆိုတော့ဒီနည်းရပေါ်မှာပေါ့နော် interfering pattern ကိုတွားပြီးတော့တွေ့ရပဲပေါ့နော်ဆိုတော့ဒီ slit နှစ်ခုစီကနေပြီးတော့ line တွေကအလင်း line တွေကဖြတ်တဲ့အချိန်မှာအာသူတို့တွေက diffraction ဖြစ်တယ်ပေါ့နော် slit တစ်ခုမှာ diffraction တစ်ခုနောက်တစ်ခုမှာ diffraction တစ်ခုဖြစ်တယ်ဆိုတော့အဲ့နှစ်ခုက line တွေထပ်ပြီးတော့ superposition တွေဖြစ်ပြီးတော့ပေါ့နော်ဆိုတော့ဒီမှာ interference pattern ကိုတွေ့ရမှာပေါ့နော်ဆိုတော့အဲ့ဒါကိုအတူတူအားကြည့်မှာပေါ့နော် um ဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ um interference pattern လေးကိုအဲဒီမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင်ပို့ပြီးတော့တည်တာအောင်လို့မီးပိတ်ပြမယ်ပေါ့နော်ကဲဒါဆိုရင်ဒီမှာရုပ်တရက်ကြည့်လို့ရှိရင်တော့ interference pattern ကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ lighting နဲ့တော့ထပ် shot လိုက်မယ်ဆိုလို့ရှိရင်တော့အာဒီ brighter ဖြစ်တဲ့နေရာလေးတွေရယ်အာပြီးလို့ရှိရင်အဲမဲနေတဲ့နေရာလေးတွေရယ်အဲ့လိုမျိုး တွေ့ရမယ်ပေါ့နော်ဆိုတော့ဒါကခုနကတော့ Thomas Yan ရဲ့ double slit experiment လိုမျိုးပေါ့နော်အလင်းရောင်က line the body ရှိရယ်ဆိုတော့သူကတက်တည်ပြထားပါပေါ့နော်ဆိုတော့ဒါဆိုရင် light က slit တစ်ခုဖြတ်လို့ရှိရင်အာ diffraction တစ်ခါဖြစ်တယ်နောက် slit ကိုဖြတ်ရင်နောက်ထပ် diffraction ဖြစ်တယ်ပေါ့နော် ့ eight diffraction နှစ်ခုကအာ superposition ဖြစ်ပြီးတော့ diffraction ဒီ interference pattern လေးကိုတွေ့ရမှာပေါ့နော်ဒီမှာဟုတ်ပဲတောင်းလေးမှာလည်းတွေ့ရတယ်ပေါ့နော်ဒီဘက်ဒီထိ line တွေလိုမျိုးဖြာသွားတာပေါ့နော်ဆိုတော့ slip ကတော့ vertical slip ပဲဒါပေမဲ့ဖြာသွားတဲ့ပုံစံလုံးဝဒီဘက်အဆုံးအထိရောက်လာတယ်ပေါ့နော်ဆိုတော့ဒါအရန်လင်းတယ်